ခုတင်ဆက်ပေးမယ့်သတင်းကတော့မြမထော်ပတ်တီများတရုတ်နိုင်ငံကိုတရားဝင်တင်ပို့နိုင်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြမဒေတာအတွက်ထော်ပတ်တီတွေကိုတရုတ်နိုင်ငံကခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်ဘွဲ့ကြီးစီစီတမဲချက်များနဲ့အညီလာမယ့်2020-2029ဘဏ္ဍာနှစ်မှာတရုတ်နိုင်ငံကိုတရားဝင်တင်ပို့နိုင်မှာဖြစ်တယ်လို့မြန်မာနိုင်ငံသတိဝက်လံပတ်မှန်နဲ့ဟင်းဒီဟင်းပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများတရားနေသိရပါတယ်။ လက်ရှိမှာလည်းမဲခေါင်လက်ရက်အထူးရမုံငွေ2022စီမံကိန်းအရလာမယ့်2026ခုနှစ်မှာမြမထော်ပတ်တီကို GCC တက်မှတ်ချက်များနဲ့အညီတရုတ်နိုင်ငံကိုတည်ပို့နိုင်မှုအတွက်စာရောက်နေခြင်းဖြစ်ကြောင်းထို့သောစာရမှုမှာလည်းမြမစိုက်ပေဦးစီးဌာနတိတိုင်ကောင်ဝဲဦးဌာနမှာထော်ပတ်ချက်များကိုပို့ကြခြင်းရှိမရှိသိသိစစ်စစ်ပြီးတော့ကာကွယ်ရေးနည်းလမ်းများပေးလျက်ရှိနေတယ်လို့သိရပါဗျာ။ မြန်မာထောပတ်တီကိုတရုတ်နိုင်ငံကိုတရားဝင်တင်ပို့နိုင်မှာကလည်းထောပတ်တီပြပတင်ပို့မှုစည်းကမ်းပုံမကြီးမလာမှဖြစ်တယ်လို့ထောပတ်တီကဏ္ဍအတွက်အင်မတန်ကြီးမားတဲ့အခွင့်အလမ်းနဲ့အကျိုးရလဒ်တစ်ခုဖြစ်တယ်လို့လည်းသိရပါဗျ။ဒီသတင်းကိုလည်းမတူတူကပေးပို့လာပါဗျ။